နိပါကဲဒီနေ့ကတော့ဒီအမရဲ့ဒီထဲမှာအမတင်ထားတာရှိပါတယ်ဘယ်သူဒီ account မှာဝင်ကြည့်ပြီးလဲဒါကတော့ဘိုင်တင်ထားလဲအမဆိုလို့ရှိရင်စကားမသက်ပဲနဲ့အသွားအလာအစဉ်ပြေဖွင့်ရန်အတွက်အမ application တစ်ခုလေးတွေကိုအမမိတ်ဆက်ပေးထားပါတော့အဲ့ဒီထဲမှာမအများကြီးပဲလာပြီးရောအမရဲ့ကိုပိုင် account ထဲမှာရောနာမေးတဲ့ဟာတွေရော comment တွေမှာရောအများကြီး အကြီးလာမေးထားတဲ့ဟာတွေသူများတွေလည်းအသုံးပြုလို့ရသွားအောင်ပြီးကြလို့ရှင်ခုမှမြန်မာပြည်ကနေထိုင်းကိုရောက်လာပြီးတော့မှထိုင်းစကားတိတ်ပြောင်းမတက်ပြင်မဲ့လေကိုဘာသာကိုသွားလာလို့တက်အောင်ပြီးကြလို့ရှင်လည်းနောက်ထပ်ကိုကိုနိုင်ကရောက်လာတော့ဘလောက်ပဲကြကြမသွားတက်မလာတက်တေးတဲ့သူတွေအတွက်အပါအဝဲတကယ်လို့မိတ်ဆွေတို့ကဒီနေ့ဒီချိန်မှာတော့မကြည့်အားသေးဘူးဆိုရင်တော့မှ save ထားလို့ရတယ် share ထားလို့ရတယ်အစဉ်ပြေတဲ့အချိန်လိုအပ်နေတဲ့အချိန်မှာပြန်လည်ပြောဝင်လာပြီးတော့ကြည့်ကြည့်ဖို့ ကဲလူနေထူထပ်အရမ်းများပြားနေတဲ့ထိုင်းနိုင်ငံကြီးမှာခရီးသွားမှာအဆင်ပြေဖို့ရန်အတွက်ဆိုလို့ရှိရင်မိတ်ဆွေတို့ဘဲ application ကိုအသုံးပြုလေဘလို့နီးလန်းတွေအသုံးပြုကြလဲကိုကတနီယာနဲ့တနီယာသွားတဲ့အခါကျလို့ရှိရင်လမ်းလျှောက်ပြီးတော့သွားတာလားစပိန်စီးရလားကားစီးရလားဆိုင်ကယ်စီးရလားယထာစီးရလားအမတ်ဘုတ်တနီယာနဲ့တနီယာတမျိုးနဲ့တမျိုးတော့ဖို့ဆိုတာကတခါလေကြားလို့ရှိရင်တော့ အမားတို့ဘာသာစကားနားမလဲတာတို့နေရအတိအကျမပြောတတ်တာတို့စတဲ့အဖြစ်ရှိနိုင်နေအဲ့ဟာကြတော့တကယ်လို့ကိုကိုနိုင်ကဒီလိုမျိုးအခက်ခဲလေးတွေကိုညီဖြစ်ရှင်းနိုင်တဲ့ application တစ်ခုတာရှိခဲ့မယ်ဆိုလို့ရှင်အသုံးပြုကြည့်ချင်လားအမားတော့ဒီတိုင်းနိုင်ငံကိုစရောက်ပြီးကြတဲ့ကဒီ application တခုလေးကိုပဲသုံးနေသူကဘာရဲ့အာသာချက်တွေရှိလဲဆိုလို့ရှိရင်တော့ဒီ application ထဲမှာကသူက မြန်မာစာမပါပေမဲ့အင်္ဂလိပ်စာပါတဲ့အတွက်ကြောင့်ကိုကိုနိုင်ကနားလေရတာလွယ်ကူတယ်အသုံးပြရတာအဆင်ပြေတယ်ပြီးကြလို့ရှင်သူကအမတော်ကဘာသာစကားထိုင်းစကားမတက်တဲ့ခါကျတော့ကိုကအပြစ်မှာကားရေးဆိုင်ကလေးငားမယ်ဆိုလို့ရှင်ဘာသာစကားတွေကိုကပြောပြောမှလမ်းညွှန်ပေးမှသူတို့ကအရောက်ပို့ပေးနိုင်တယ်ဒါပေမဲ့ဒီ application ကသူက location တခါတည်းထောက်ပြပြောမှသွားပြော ်ခိုင်းနိုင်တာဖြစ်တဲ့အတွက်ကြောင့်အမတို့စကားအများကြီးမတက်ပေမဲ့လည်းဒီလိုမျိုး application လေးကိုတုံးပြီးတော့သူတို့ကိုသွားပြောပို့ခိုင်းလို့ရပါတယ်။ပြီးကြမရှင်သူကတစီတက်ကူတောင်မှပို့ပြောဈေးနှုန်းလေးတွေတက်တာနေပါသေးတယ်။ပြီးကြမရှင်သူကနေရလဲတိကြတယ် ပြီးရင်ကိုက application တုံးနေရင်းနဲ့တကယ်လို့ကိုယ့်ရဲ့အသည့်တွေကိုကစိတ်တိတ်ပြီးတော့မဖြောင့်ဘူးကိုယ့်ရဲ့အသည့်တွေတငယ်ချင်းတွေမိတ်ဆွေတွေစီကိုကိုကပို့ပေးချင်တယ်ဆိုလို့ရှိရင်တော့မှအဲ့ဒီထဲကနေ share လေးနှိပ်ပြီးတော့မှနောက်ထပ်တခြားသူများကိုလည်းကိုကပို့ပေးလို့ရသေးတယ်ပြီးတော့တကယ်လို့ကိုကအဲ့ဒီ cycle ပေါ်ကားပေါ်မှာတက်ထိုင်နေရင်းနဲ့ ကိုသွားလို့ရတဲ့ခရီးလေးကိုကိုကြည့်ချင်တယ်ဆိုလို့ရှိရင်လည်းခရီးလမ်းသိရှောက်လို့ကိုကကြည့်သွားလို့ရတဲ့ညီဝေးလေးတွေရောပြီးကြလို့ရှိရင်ဘယ်လမ်းကနေဘယ်လမ်းဘလို့မျိုးသွားနေရလဲစတဲ့အားဖြင့်ကိုကကြည့်လို့ရပါသေးတယ်အချိန်ကလည်းတိကျတယ်ပြီးကြလို့ရှိရင်လည်းသူကထပ်ပြောဘေးလဲလုံခြုံတယ်။ဘာကြောင့်လဲဆိုတော့အမားတို့ဒီ application လေးကိုသုံးပြောမှာ ငားလိုက်တဲ့အခါကျလို့ရှင်ခရီးသွားမှတ်တမ်းလေးလည်းသူတို့တစ်ခါလည်းတင်ပေးတာဖြစ်တဲ့အတွက်ကြောင့်တစ်ခုခုဆိုလို့ရှင်လည်းကိုချစ်ချင်းတိုင်ကြားလို့ရတယ်။ပြီးကြလို့ရှင်ကိုကရွှေပြောင်းအလုတ်သမားဖြစ်တဲ့အခါကျလို့ရှင်ကိုကဥပမာကိုကအလုတ်တနေရာကနေတနေရာပြောင်းဖို့နေရာကလည်းကိုကမပြောတတ်ဘူးဒါပေမဲ့ app ကလူတွေက location ပို့လာပေးရဆိုလို့ရှင်လည်းကိုကအဲ့ဒီ location ကိုပဲ ြန်ပြီးတော့ copy paste နေလာလောက်ပြီးမှကိုကနေရာကိုအတိအကျလေးထောက်ချီလို့ရပြီးမှကားခဆိုင်ငယ်ခလေးတွေလည်းကိုပါတာကိုရွေးယူရွေးယူလို့ရတယ်ရွေးချယ်လို့လည်းရတယ်အဲအဲ့လိုဟာမျိုးလည်းရှိသေးတာဖြစ်တဲ့အတွက်ကြောင့်အမတော့အရန်ကိုမှကြိုက်တယ်ဒီ application လေးသူ့နာမည်ကပေါ့အဲသူကစေနှုံးကလည်းတက်တာတယ်ဘေးလဲကင်းတယ်အချိန်လဲ အကုံတက်တာတယ်ပြီးကြလို့ရှင်လဲလွယ်လဲလွယ်ကူတယ်အဲ့ဒါကြောင့်အမကတော့ကြိုက်တယ်ဘသူတွေတောင်းကြည့်ပြီးပြီလေတကယ်လို့မိစေတို့သုံးဖူးတယ်ဆိုလို့ရှင်လဲကိုကိုနိုင်ကသုံးဖူးတဲ့အသွေးကြုံလေးတွေကိုပြန်လပြုတ်မျက်ဝေချင်တယ်ဆိုလို့ရှင်လဲဒီ comment မှာရေးပေးလို့ရတယ်တကယ်လို့မသုံးဖူးတေးလို့ဆိုလို့ရှင်လဲသုံးကြည့်စေချင်ပါတယ် ဗီဒီယိုလို့ရှိရင်လည်းဘယ်လိုမျိုး download လုပ်ရမလဲဆိုတာကအစအမလုတ်ပြပေးထားတာဖြစ်တဲ့အတွက်ကြောင့်ဝင်ပြီးတော့ကြည့်ကြည့်ပြီးတော့နားလည်အောင်ကြည့်ကြည့်စေချင်ပါတယ်